ဒီစီစဉ်ကိုအဓိကကူညီပံ့ပိုးပေးတာကတော့အမဲဆက်များကိုကင်းစင်စေပြီးပြည်စင်ဝင်ပပန်းနုရအလှကိုပိုင်ဆိုင်စေမယ့် Pond White Beauty မျက်နှာသစ်ဆက်ပြားမှဖြစ်ပါရဲ့ရှင်။ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာ။ကျွန်တော်အပတ်စဉ်တင်ဆက်ပေးနေကြ Let's Talk ဆိုတဲ့အစီအစဉ်မှာတော့ကျွန်တော်ဒီတစ်ပတ်မှာလဲအားလုံးလေးစားချစ်ခင်ရတဲ့ Tessin Academy ဆုရှင်မမျက်ကြည့်တောင်မှဖြစ်ပါတယ်။အမမင်္ဂလာပါ။မင်္ဂလာပါ။ မတကယ်ကျေးဇူးများပဲတင်ပါတယ်မရပါတယ်ဟုတ်ကဲ့ပါအမနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီတွေ့ဆုံမေးမြန်းဖို့အတွက်ကိုကျွန်တော်အနေနဲ့မေးခွန်းတွေအများကြီးထုတ်ခဲ့ရပါတယ်အမဒီအနုပညာရည်တည်မှုအပြင်တခြားတခြားသောအခန်းကဏ္ဍတွေလည်းမေးမြန်းခွင့်ပြုပါရပါတယ်အမလည်းဟိုပုံဝင်လင်းလင်းပဲဖြည့်ချက်တယ်ဘယ်ရာပြည့်ဖြစ်ဖြစ်ပေါ့နော်ဟုတ်ကဲ့ပါဟိုအနုပညာလောကမှာနှစ်20ကျော် အမရက်တည်ခဲ့တဲ့အခါမှာလက်ရှိချိန်မှာအမရရှိလိုက်တဲ့တံပိုးမဖြစ်နိုင်တဲ့စိတ်ခံစားမှုကဘာဖြစ်မလဲမှာ Academy အရင်လူချင်းခဲ့တဲ့စုပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အမမှာရင်မှန်းချက်ရှိတယ်အမဖေရဇပုဟုတ်ကဲ့ပါအမအမဖေအရန်ဝါသနာပါတယ်ဟုတ်ကဲ့ဟုတ်အဲသူဖြစ်ချင်တဲ့ဟာကိုမဖြစ်ရတဲ့အချိန်မှာ အဲ့ဒီဟာတွေအားလုံးကိုအမပေါ်မှာသူပုံထားတယ်။အမကိုဖြစ်ရမယ်ဖြစ်စီခြင်းနဲ့ဖြစ်အောင်လုပ်ပါ။အော်ကို့ဖေကဇက်မှုဖြစ်နေတဲ့အတွက်အမငငယ်လေးတွေကအမဖေကားရိုက်ရင်တိုက်ချစ်ဘူးလေ။တချို့ကားတွေမှာဆိုရင်ခလေးတရုပ်ဆောင်ပေါ့နော်။ဟောမွေးနေတို့ဘာလို့ဆိုအဲအဲ့လိုမျိုးဆိုအမပါဘူးတယ်။ဒါပေမဲ့အရွယ်တဖြည်းဖြည်းနည်းနည်းကြီ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 းလာတဲ့အချိန်မှာဘာတိလာလဲဆိုတော့ငါဖေပြင်းမှန်းနေ။အဲ သူနေရတဲ့နေရာသူလှုပ်ရတဲ့နေရာသူပါဝင်ရတဲ့ခန္ဓာဟိုးအောက်မှာမင်းသားတွေသဘောကြအောင်သွားရတယ်မင်းသားတွေကခေါ်တယ်ဟဲ့အဲ့လိုမျိုးပေါ့အဲသူရိုက်ချင်တယ်အားလုံးနဲ့ပြေးလည်အောင်ပေါင်းရတယ်ဆိုကိုဖေဘဝကိုတနာတယ်အဲ့တော့ကိုကဒီနေရာကိုရောက်လာတဲ့အချိန်မှာဇပ်ပူရဲ့သမီးဇပ်ပူမဖြစ်အောင် သရုပ်ဆောင်ဖြစ်ရမယ်။ငါဘာဖြစ်လို့သရုပ်ဆောင်မဖြစ်နိုင်ရမှာလဲ။အဲ့ဒီကနေမှအကယ်ဒမီငါဖေထွက်ယူပေးရမယ်။ငါအဖေမှာအကယ်ဒမီသရုပ်ဆောင် သမီးတယောက်ရှိတယ်ဆိုတာအများန်ဂုဏ်ယူနေရမယ်။ဇပ်ပွေဒူရီကြားထဲမှာ သူ့မှာသမီးလေးတယောက်ရှိတယ်အရန်တော်တယ်အကယ်ဒမီရအောင်ယူပေးနိုင်တယ်အဲ့လိုဖြစ်စေချင်တယ်အဲ့တော့အမစိတ်ထဲမှာရားစရာမယ်အကယ်ဒမီဆိုတဲ့ဟာအမအတွက်အိမ်မက်တစ်ခုပဲမျောလင်းချက်တစ်ခုပဲသူ့အတွက်ရအောင်ရပေးရမယ်အမဖေကတခါတလေကြာရင် ကားရိုက်လို့အမအိမ်ပြန်ရောက်တယ်အမအစ်စ်ဘဝပေါ့နော် ဟိုမလုံနိုင်တဲ့ဟာတွေလုံနိုင်တဲ့ဟာတွေပြောရင်အဲ तू ကသမီးဒီနေရာဒီလိုလေးလှုပ်လိုက်ပါလားဒါပေမဲ့အမအဖေစီကပညာအမရဲ့အဖေရဲ့တွန့်တင်မှုအဲ့ဒါတွေအားလုံးဟာအမအတွက်အားဖြစ်စေခဲ့တယ်အထူးခအကြောင်းအရာဆပ်ပုအမအဖေရဲ့ဘဝ ရင်ထဲမှာမကောင်းသူတရုပ်ဆောင်သူမင်းသားဖြစ်ချင်တာအမှန်တော့မင်းသားဖြစ်ခွင့်မရဘူးပေါ့နော်သူရဲ့ကံကြမ္မာကမင်းသားဖြစ်ခွင့်မရတဲ့အတွက်သူ့တမီးသူမင်းသမီးဖြစ်စေချင်တယ်အဲ့ဒါကိုအမှမြင်နေရတယ်သူရင်ထဲရအောင်အဲ့အတွက်ငါတနေ့အကယ်ဒမီရအောင်ယူပေးမယ်အဲ့ဒါဒီငါအတွက်မဟုတ်ဘူးငါမိဘအတွက်အဲ့တော့အမရဲ့ဒီအနုပညာလောကမှာဘာအရေးကြီးဆုံးလဲဆိုရင်အကယ်ဒမီလိုချင်လို့ အဲ့ဒီစိတ်နဲ့ကြိုးစားလာတာမိဘအတွက်ပေါ့နော်ဟုတ်တယ်ပါမဆယ်စုံနှစ်တစ်ခုကြော်စားအနုပညာဖန်တီးချက်ဒီမှာဆိုလို့ရှိရင်ဟိုပရိသတ်လေးစားရတဲ့ရုပ်ရှင်စကားပေါင်းဒီဗီဒီယိုစကားပေါင်းလောက်များစွာကိုမှတ်တမ်းတင်ရမှာပါအဲ့ဒီအထဲကမှအမအနေနဲ့မှတ်တမ်းတင်ခြင်းနဲ့အမအတိမဲ့ပြုစီခြင်းနဲ့ရုပ်ရှင်စကားဘယ်လိုစကားဖြစ်မလဲမဗီဒီယိုစကားပေါ့နော်မင်းလုံးသမျှကျင်းတဲ့ အမဘဝကိုတဆင်ချိုးပြောင်းလဲစေခဲ့တဲ့ကားပေါ့နော်ဥကျော်ဟင်းနဲ့ဟုတ်ကဲ့အဲ့ဒီကားရဲ့ရှေ့မှာနောက်တကားရှိသေးတယ်ဥကျော်ဟင်းနဲ့ပဲဟုတ်အဲ့ဒီတောက်လျှောက်ကဥကျော်ဟင်းနဲ့ကားတွေတော်တော်များများရိုက်ဖြစ်တယ်ဟုတ်ကဲ့ဒါပေမဲ့လည်းဥကျော်ဟင်းနဲ့စရိုက်တဲ့အချိန်ပထမဆုံးစကားပေါ့ဦးမီးဘဝကလာငှားတယ်ဟုတ်ကဲ့ သမီးဦးကျော်ဟိန်းနဲ့ရိုက်ဖို့ရှိတယ်။အရန်ပြောသွားတယ်။ဦးကျော်ဟိန်းဆိုဘယ်သူမှမမကြည့်ရဘူးလေ။ရိုက်ချင်တာပေါ့နော်။သူ့ဆရာပညာလေးလိုချင်တယ်။သူအရန်တော်တယ်။သူနဲ့ဆုံချင်တယ်။အဲ့လိုလှန်ခါလို့ပြောနေတယ်ဆိုတဲ့အပြောမှာချက်ချင်းရိုက်ချိုးလိုက်တယ်လို့ခံစားရတယ်။အဲ့ဒါဘာလဲဆိုတော့တရက်ရိုက်ကြည့်မယ်။မကောင်းရင် မနှက်ဖြတ်မပါတော့ရှင်းလဲမသိအဆင်မပြေဘူးစကားတကားလုံးပြီးအောင်ရိုက်မှာမဟုတ်ဘူးလေတရက်ပဲရိုက်မှာမကြိုက်တော့နေမင်းသမီးလဲပေးရမယ်တဲ့ဟိုဘက်ကတောင်းဆိုတယ်ရှင်းလဲမနင်းနေတော့ခံပြင်းသွားတယ်မှန်ဖြစ်တဲ့နယ်ဆိုတဲ့အကြောင်းအရာက ကောင်းကောင်းမကောင်းတကားလုံးတော့ရိုက်လိုက်လေတကားလုံးရိုက်ပြီးနောက်နေ့မကြိုက်ဘူးဒီကားမကြိုက်ဘူးဒီကားမှဒီမင်းသမီး item မကောင်းဘူးဆိုရင်နောက်ကားကိုလဲပြစ်လိုက်ဟုတ်အဲ့လိုမဟုတ်ဘဲနဲ့တရက်ရိုက်ကြည့်မယ်ဆိုတော့အမနေရနည်းနည်းလေးစဉ်းစားကြည့်ကြည့်ဟုတ်ငါဘာလို့မဖြစ်ရမှာလဲရအောင်ရိုက်မယ်အဲ့တော့ဦးမီးဘွားစူးစမ်းပါသမီးဦးကဂရိပေးခဲ့တယ်သမီးနဲ့ရိုက်ချက်လို့ခုနကလိုမျိုးတောင်းဆိုတာဘယ်သူကတောင်းဆိုလဲမင်းသားပါဟုတ်ဟုတ်အဲ့တော့ ရိုက်ကြည့်မယ်တမိမကောင်းဆိုရင်နတ်ဖန်နောက်တစ်ယောက်ဦးကချိန်ပေးရမှာအဲ့တော့တမိကဦးနဲ့ရိုက်ချင်တယ်ကြိုးစားပါโอเคကြိုးစားမယ်ဦးကျော်ဟင်းနဲ့အတ္တိလူစိန်ခေါ်မှုနဲ့အမဦးကျော်ဟင်းနဲ့ရိုက်ချင်တာရိုက်ခဲ့ရတယ်ဒါပေမဲ့အမရဲ့ကြိုးစားမှုအောင်မြင်တယ်လို့ပြောရလိမ့်မယ်အဲ့ဒီကရိုက်ပြီးတော့ねဦးကျော်ဟင်းနဲ့နောက်တောက်လျှောက်6ကားစက်တိုက်ရိုက်ဖြစ်တယ်ဟုတ် အရန်လေးစားကုန်ပြီပါတယ်မဟုတ်အဲ့လိုပေါ့နော်အမဘဝမှာအဲ့လိုစိန်ခေါ်မှုတွေနဲ့အလုလုခဲ့ရတယ်ဟိုလွယ်လွယ်လေးတော့မရခဲ့ဘူးဘယ်ဟာမှဒီလှုပ်ရှားလှုပ်ပြီးတော့လဲတိတ်မကြခဲ့မှာပဲဒီလောကကြီးကထွက်သွားခြင်းနဲ့လုံးဝမလုတော့ဘူးငါမင်းသမီးလုံမစားရလဲဈေးရောက်စားမယ်ဘာဖြစ်လဲဆိုတဲ့စိတ်မျိုးအဲ့လောက်ထိလဲဟိုအောက်ထိရောက်ခဲ့ဘူးတယ် ဒါပေမဲ့အဲ့ဒီတော့မှပြန်စဉ်းစားကြည့်ပဲငါအရှုံးပေးပြီးထွက်သွားရင်ဒီနေ့ဒီနေ့ရမှဒီလိုမရက်တည်နိုင်တော့အမမှာစိတ်တစ်ခုရှိတာကဘာပဲလုပ်လို့ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်အမမှန်တယ်ထင်လို့ရွေးထားပြီးအမဆက်ရှောက်ပဲဘသူတတာလုံးဝနောင်ဆိုမိုင်းကိုခံမယ်ကောင်းရင်ကိုဆက်မယ်ဒါပေမဲ့ရှောက်နေရင်မှားလို့မှားမှန်ကိုတီးတဲ့အချိန်ကြရင်ရက်မယ်ဘသူပြောတာမှမရက်ချင် မြမနေတယ်လို့ပြောလဲအမအမှန်နဲ့ထင်ကောင်းတယ်ထင်ဆက်လို့မှာပဲအဲ့လိုလူစားမျိုးနင်းနေတော့ကောင်းပါတယ်ဘောဘောမရဲ့အရန်စိတ်မကောင်းဖြစ်ရပါတယ်အရန် struggle လုပ်ခဲ့ရတဲ့အမရဲ့ life ကိုဟိုကျွန်တော်မသိတဲ့အချက်ကိုပေါ့နော်အမဖွင့်ထုတ်ပြီးတော့ပြောခဲ့တယ်နောက်တစ်ချက်အမစူးစားတဲ့အပိုင်းမှာကျွန်တော်ကြားခဲ့ရတဲ့အပိုင်းပေါ့နော်လလန်းမိတဲ့တော့လေးလာမိတဲ့အပိုင်းမှာအမဒီရုပ်ရှင်ဗီဒီယိုဇလန်းတွေကို စရိုက်တဲ့အခါမှာအမကများသောအဖြစ်ပေါ့နော်ဒီဟိုဟာသဘက်ကိုတရုတ်ဆောင်တဲ့မင်းသားတော်တော်များများနဲ့တွဲခဲ့ပြီးတဲ့နောက်ပိုင်းမှာမှ တကယ်ခေါင်းမင်းသားကြီးတွေဖြစ်တဲ့ဂုဏအမပြောတဲ့ဟိုဦးကျော်ဟိန်းတို့ဒွေးတို့နဲ့အမရဲ့ဘဝတစ်စစ်တစ်ချိုးမှာတကယ်ကိုအထင်ကရဖြစ်တဲ့ရုပ်ရှင်ဇာတ်ကားတွေကိုရိုက်ကူးနိုင်မှုတဲ့ပေါ့နော်အခွင့်အလမ်းတွေရရှိခဲ့တယ်လို့ကျွန်တော်သိရပါတယ်အဓိကတော့အမလူမကြောက်တာပေါ့နော်ဟုတ်ပါအမဘယ်သူမှမကြောက်ဘူးဟုတ်အမစိတ်နဲ့ဝင်သွားတယ်ဘောင်းနဲ့ဝင်သွားတယ် ကျော်ဟင်းဒွေတွင်မူရန်အောင်ရဲအောင်ဆိုတာမရှိတော့ဟုတ်လူတွေအားလုံးအမမျက်လုံးချင်းစုံကြည့်ရတယ်။ तू ဘာလဲငါဘာလဲ။အဲတချို့အမကြုံခဲ့ရတယ်။ item လုတ်တယ်။ကြော်ပြီးကြည့်တယ်။ကြွယ်ပြီးကြည့်တယ်။ထဲမကြည့်ဘူး။အမတခါမှမလုတ်ခဲ့ဘူး။ရန်ဖြစ်တယ်ထဲကြည့်ပြီးရန်ဖြစ်တယ်။လွမ်းတယ်ထဲကြည့်ပြီးလွမ်းတယ်။ရန်တွေးစရာရှိထဲပြန်တွေးတယ်။စကားပြောရင်မျက်လုံးချင်းပဲစုံစကားပြောတယ်။ အဲယုံကြည်မှုပေါ့နော်အဲ့တော့စင်ပေါ်ဝင်သွားရင်အမလှုပ်ရမယ့် item အကုန်လှုပ်ပြတယ်ရဟဆယ်ဘယ်နှခေါက်လှုပ်ချင်လဲဒါပေမဲ့အမမတခုရှိတယ်အမရိုက်ရင်တစ်ခါပဲရိုက်ချင်တယ်ရဟဆယ်အမသေလောက်အောင်ခိုင်းရတယ်တချို့တွေရဟဆယ်မလှုပ်ချင်အောင်တစ်ခါလေးရိုက်ချင်တယ်အမရဲ့အယူဆတော့ရဟဆယ်များများလှုပ်လေကိုယ့်အတွက်အမြောက်အမားပေါ့နော်ကိုယ့်ရဲ့အမားတွေများများတွေးလာလေကို့လိုအပ်ချက်တွေကို တစ်ခါလုတ်တယ်နှစ်ခါတစ်ခါမှလိုအပ်တောင်နှစ်ခါမှထပ်ဖြည့်မယ်နှစ်ခါလိုအပ်ရင်သုံးခါမှထပ်ဖြည့်မယ်ပေါ့နော်အဲ့ဒီလိုနဲ့အမဟို item ဘိုင်းကိုအရန်ကြိုးစားခဲ့တယ်မမရဦးကျော်ဟင်းနဲ့ရိုက်တဲ့ကားပဲပေါ့နော်အမနဲ့သူနဲ့အဲ့ဇဝင်ငန်းကသူကကလေးလူချင်းနဲ့အမကလေးမလူချင်းဘူးအဲ့တော့အမတားစီတွေစားကြတယ်သူကမသိဘူး သူကဘာလို့တည်ဟောမဖြစ်လေခလေးမရလေခေါင်းအောက်ကိုလှမ်းကြည့်ရခြင်းမှာအဲ့ဒီကက်ကိုတွေးတော့အရန်ပောက်ကွဲပါသူယူချုံမရဖြစ်တယ်ဟုတ်ကဲ့သူအမအအကုန်လုတ်ပါတဲ့ရဟဆက်အကုန်လုတ်ပြပါဟုတ်ကဲ့တမိအကုန်လုတ်ပါမယ်အရန်ပောက်ကွဲတဲ့ခန်းအမငငယ်လေးရှိသေးတယ်အရန်ကြိုးစားတယ်သူနဲ့ပေါ့နော်ဥကျော်ဆိုတာမျိုးอ่ะဘယ်သူမှရှင်းလို့မရဘူးသူကလည်းအပီလုတ်တယ်အမလည်း အဲ့တော့ဖာမောက်ရှိရတယ်အကုန်လှုပ်လိုက်တယ်အမ။ Okay တဲ့အရန်ကောင်းနေတဲ့။ရရင်ဒီတိုင်းပဲလှုပ်ပါတဲ့။ဟုတ်ကဲ့လို့ဒီတိုင်းပဲလှုပ်ပါမယ်လို့။တကယ်ရိုက်တယ်။စရိုက်ထရာတိလိုက်တယ်။ तू အဲ့အိုက်တင်နေမဟုတ်ဘူး။ तू ရဟဆယ်တော့အိုက်တင်နေမလို့။အမလည်းရဟဆယ်တော့အိုက်တင်နေမလို့တော့လေ။ Okay ။အမအစ်စ်တွေအကုန်လှုပ်လိုက်တယ်။ဟွန်း။ခုနဟာတွေတခုမှမပါဘူး။ ူလည်းခုနဟာတွေတခုမှမပေါ။အော်။အဲ့တူအမကပြောတယ်။စမ်းလို့မရဘူး။အမကသူစမ်းလို့မရဘူးပေါ့နော်။ဦးကျော်ဦးကျော်အဲ့လိုပြန်ပြောတဲ့အမှုပညာရှင်အရန်ရှာရနော်။ဟုတ်။ပြုခေါမလဲ။ဦးကျော်ကသူတွေးတဲ့သူတွေစီမှာသူကပညာတွေယူတယ်။အစ်စ်တွေအဟောင်းတွေမဟုတ်ဘူး။ဟုတ်။ဘသူစီကဘလောက်နိုင်လို့ရမလဲ။သူကိုနိုင်တယ်။ ဒါပေမဲ့ तू အမကိုပြောတယ်အမစီက तू ဘာမှနှိုက်လို့မရဘူးကဲအမကပဲသူစီကကုန်နှိုက်သွားတယ်ဘူးကျော်လက်စင်ပြန်ပြီးအနည်းငယ်ဟုတ်ကဲ့ဟုတ်